အင်ဘာဒါလင်ကနေဒီ line နဲ့နူထွဲနဲ့ထွက်တဲ့အခါမှာနူထွဲကအာဒီတက်စာနဲ့ထောက်လိုက်တဲ့ကမိဘလို့လင်းနေရတယ်လေ။ဘာကြောင့် voltage ပမာဏရှိနေရတယ်လဲ။ဒေါ်တက်စာနဲ့ထောက်လိုက်တဲ့မီလင်းချင်းဒီအခုလက်ရှိကျွန်တော်တို့ဒီ solar inverter တွေကိုအသုံးပြုကြတဲ့အခါမှာဖြစ်လစ်ဖြစ်တာရှိတဲ့ပြဿနာလေးတခုရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စနစ်ကဲသဘောတော်ပါလေးလေဖော်ပြပေးခြင်းနဲ့ပေါ့နော်ဆွေးနွေးသွားမှာဖြစ်ပါ။ ကျွန်တော်ဒီ solar inverter တွေကနေထွက်လာတဲ့အခါမှာဥပမာကျွန်တော်တို့ single phase ပေါ့နော်ဆို single phase ကနေထွက်တဲ့အခါမှာ line နဲ့ neutral နဲ့ရှိတယ်အဲ line နဲ့ neutral နဲ့ရှိတဲ့အခါမှာ neutral ကနေကျွန်တော်တို့ကဒီ voltage ပမာဏတစ်ခုရှိတဲ့အခါမှာကျွန်တော် tester နဲ့ထောက်လိုက်တဲ့ချိန်မှာသူကလည်း melee နေရအဲ့တော့ဒီ neutral ကနေ tester နဲ့ထောက်လိုက်လို့ melee နေရတဲ့အဓိကအကြောင်းရင်းကဘာလဲဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းပေါ့နော်တနင်္ဂနွေပတ်သက်ပြီးကျွန်တော်တို့ IC မှာဆိုရင်ဘာပေါ်ပြလာလဲဆိုတော့အခုကျွန်တော်တို့ဒီပုံလေးကိုတစ်ချက်ကြည့်ပါဦးနော်ပုံထဲမှာဆိုသူက အရှင်နေနှစ်ရက်ကိုဒီကပြောတာပေါ့နံပါတ်1ကတော့သူကဒါ solar dc athing system မှာနှစ်ခုရှိတယ်တစ်ခုကဒါ dc athing ဘိုင်းမှာအတခုကတော့ဒါ floating dc athing system ဖြစ်မယ်နောက်တစ်ခုကသူက grounded dc athing system လို့ခေါ်တယ်တော့အသင်းနှစ်ခုရှိတယ်ဒီစီကိုကျွန်တော်တို့ကဟိုဓာတ်ရအသင်းရှာတာရယ်အသင်းမရှာတာရယ်ဆိုပြီးတော့ကျွန်တော်တို့ကနှစ်ပိုင်းရှိတယ်အခုလက်ရှိကျွန်တော်တို့ဒီလက်ရှိမြန်မာပြည်မှာအခုတုံးနေတဲ့ဒါ solar dc အသင်း system ရဲ့သဘောတော်ကတော့ floating DC earthing system ဖြစ်ပါ So floating DC earthing system ကိုဒီ grounded DC earthing system နှစ်ခုသလုံးကိုအသုံးပြုလို့ရကြောင်းဒီ INC မှာတော့တရားဝင်ဖော်ပြပေးထားတယ်ပုံအနေနဲ့တကွာကိုသူကရှင်းပြထားတာရှိပါသို့တော့ကျွန်တော်ကဒါကတော့ floating ဒါကတော့ grounded DC earthing ဆိုပြီးတော့ကျွန်တော်ကအသေးစိတ်ထပ်ပြောတာမျိုးတော့မရှိဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့ကြည့်လိုက်တာကဒီသဘောသဘာဝကိုကျွန်တော်နားလည်ထားရမှာပေါ့ အဲ့တော့ဟုတ်ပြီဘာလို့ကျွန်တော်ဒီ inverter တွေကနေဒီ line နဲ့ neutral နဲ့ထွက်တဲ့အခါမှာ neutral ကအာဒီ test channel ထောက်လိုက်တဲ့အခါမိဘာလို့လင်းနေရသလဲဘာကြောင့် voltage ပမာဏရှိနေရသလဲတော့ test channel ထောက်လိုက်တဲ့ million ချင်းဒီ15 voltage လောက်ထိကျွန်တော်ရှိနေနိုင်တယ်ဗျာတော့အဲ့ voltage ပမာဏလောက်ထိကဒါက high frequency inverter တွေပေါ့တော့ inverter တွေဒီ high frequency inverter အမျိုးသားတွေဖြစ်တယ် တော့အဲ့လိုဖြစ်တဲ့အခါမှာသူ့ရဲ့ဒီအတွင်းထဲမှာရှိတဲ့ဒီ circuit တွေရဲ့သဘောတော်ဟာကသူ့ထဲမှာကျွန်တော် current leakage တန်ဖိုးကြီးရှိအဲ့ current leakage တန်ဖိုးတွေဒီဘာဖြစ်ပြောင်းသွားလဲဆိုတော့ဒီ new ထဲမှာကျွန်တော် voltage ပမာဏတစ်ခုထိရောက်လာတယ်အဲ့တော့ကျွန်တော် neutral ပမာဒီ voltage ပမာဏတစ်ခုထိတင်ကြန်နေတယ်ပေါ့နော်အဲ့တင်ကြန်နေတဲ့ပမာဏဒီ neutral ကိုကျွန်တော်တို့ကလုံးဝ stable ဖြစ်သွားတာမျိုး voltage ကိုကျွန်တော် stable မဖြစ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့ unstable ဖြစ်တာမျိုးပေါ့နော် အဲ့တော့ voltage ပို့ unstable ဖြစ်တယ် neutral ကိုကျွန်တော်တို့က neutral မတန့်တာမျိုးတွေဖြစ်တာဒါသည်ဒါ normal ပါပဲဒါသဘာဝပဲဘာလို့လဲဆိုတော့ကျွန်တော်သုံးနေတဲ့ high frequency inverter ရဲ့သဘောသဘာဝဖြစ်တယ်အဲ့တော့ကျွန်တော်သုံးနေတဲ့ high frequency inverter ရဲ့သဘောသဘာဝရဲ့အခြေအနေဒီအကျွန်တော်က floating dc acting system ကိုသုံးတယ် the fluidity at the system ကိုအသုံးပြုရခြင်းကြောင့်လေသူကဒီထွက်လာတဲ့နူထွယ်သည်လုံးဝနူထွယ်တန်တန်ရမှာမဟုတ်ဘူးသူဒီ voltage ပမာဏတစ်ခုရှိနေတယ်ဘာလို့လဲဆိုတော့ခုနက current leakage ပမာဏရှိတဲ့အခါမှာအဲ့ current leakage တွေဒီ voltage အဖြစ်ဒီ neutral မှာပြန်ပြီးတော့ effect ဖြစ်လာတယ်တက်ရောက်မှုတစ်ခုဖြစ်လာတယ်အဲ့တက်ရောက်မှုကကျွန်တော်တက်ဆန်နဲ့ထောက်လိုက်တဲ့ကောင်မေးလေးနေတာပါပဲเนาะဒီသဘောရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ setting ထဲမှာကျွန်တော်တို့ဒီ ground နဲ့ရှိတ်ဖို့ကျွန်တော်လင့်ရှိတ်ဖို့ဆိုစက်တီနဲ့မှသွားပြီးအမှန်ကြီးလင့်ရှိတ်လိုက်ခြင်းအဖြစ်ဒါဒဲရီတို့ဘာလို့မှသူပါတယ်ဗျအဲစက်တီနဲ့မှဝင်ပြီးတော့ကျွန်တော်ချိန်လုပ်လေရပါအဲ့တော့ဟုတ်ပြီဒါက floating dv update system မှာကျွန်တော်တုံးတဲ့အခါမှာအဲ့ကျွန်တော် DC ဘက်ချမ်းမာတီ positive ကိုက negative အချမ်းကိုကအတင်လုံးဝမရှိသက်တာတကယ်လို့ကျွန်တော်တို့ကဒီ low frequency inverter တွေပေါ့လေဒါ transformer base ကိုခေါ်တာပေါ့အဓိကအဖြစ်တော့ သူကကျတော့ DC နဲ့ AC ဘိုင်းဒီလုံးဝ isolated ဖြစ်တယ်။ DC က DC version, AC က AC version အဲ့လိုမျိုးခွဲထွက်ထားတယ်။ခွဲထွက်တာတော့သူက DC ဘက်ကကျွန်တော်တို့ဒီ negative ဘက်ရှန်ကိုပဲဖြစ်ဖြစ် positive ရှန်ကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအသင်ဘက်ကနေကျွန်တော်တို့ကရိုက်ထားလို့ရတယ်။အသင်ရှိထားပြီးဥပမာကျွန်တော်တို့က negative terminal ကိုကျွန်တော်ကအသင်ပေါင်းထားမယ်ပေါ့။ဒါကိုကျွန်တော်တို့က ဒါ grounded DC earthing system လို့သုံးတယ်။ဒါကြောင့်ကျွန်တော်ဒီပုံကိုကြည့်မယ်ဆိုလို့ချင်တာဒါ INC ကနေတရားဝင်ဖော်ပြထားတဲ့ပုံတစ်ခုလည်းဖြစ်တယ်။ဒီပုံထဲမှာဒီ floating DC earthing system ကိုပဲဖြစ်ဖြစ် grounded DC earthing system ကိုပဲဖြစ်ဖြစ်ကျွန်တော် အရှင်းနေအရာ စနစ်အရာကျွန်တော်တို့အသုံးပြုလို့ရတယ်ဆိုတော့ကိုဖော်ပြထားတာရှိပါတယ်ဟုတ်ပါပြီကျွန်တော်တို့ဒီလာမဲ့9ရက်နေ့မှာတတလပိုင်း9ရက်နေ့မှာ Solar Electricity System Course ဆိုတဲ့သင်တန်းလေးတစ်ခုရှိပါဒီသင်တန်းကတော့အခြေခံကနေစပြီးတော့လုပ်ငန်းဝင်အသုံးရှားတဲ့အထိအသုံးပြုနိုင်ဖို့ကျွန်တော်တို့အတိအကျထားပြီးတော့သင်ကြားပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်